ငွေတွေဝင်လာတလောက်ကိုမကြံနေဘူးငွေအထွက်အများတဲ့အခက်အခဲဖြစ်နေတယ်ငွေကြေးတွေဟာဝင်လာပြီးဆိုရင်ပြန်သုံးရတယ်ပြန်ထွက်သွားတယ်ဒါသူ့တဘာဝပါပဲဒါပေမဲ့သုံးသွားတဲ့အချိန်မှာသုံးတက်ဖို့လိုအပ်တယ်ကို့အထွက်ငွေကြေးအများတန်းဖြစ်တနာဖြစ်နေရင်ပါရမတိချက်မှာလောက်ရမယ့်အရာလေးအိမ်ကိုတိုက်ရှင်ရေးပြန်လောက်ပေးတော်များတော့ငွေပုံဝင်လာဖို့ဘာထပ်လောက်ရမှာလဲဒါပေမဲ့ကို့နေနေတဲ့အိမ်ကိုတိုက်ရှင်ရေးမလောက်နိုင်ကို့ရဲ့အိမ်ရှုပ်ထွေးနေမယ်ဆိုရင်ကိုကိုတိုင်းကလည်းစိတ်ကရှုပ်မယ်စိတ်ကရှုပ်မယ်လူကမလန်းဘူးစိတ်ရစရာတွေကြီးပဲ ဲငွေ3ရမယ့်အရာတွေကြီးပဲကိုယ့်ရဲ့ဘဝစီမံဝင်လာလိမ့်မယ်အိမ်ကိုတတ်ရှင်ရေလောက်လိုက်တဲ့အခါမှာရလာတဲ့အရာကကိုကိုရိုင်းစိတ်လန်းဆန်းလာတယ်နေထိုင်ရတာကောင်းလာတယ်အိမ်ရအေးစမ်းတယ်လူကြီးတွေပြောတဲ့စကားတွေရှိကြတယ်နော်အရှင်တဲ့အိမ်ဆိုရင်နှက်ကောင်းနှက်မြတ်တဲ့နေကြတယ်ဒီတိုင်းပါပဲနှက်တွေမပြောနဲ့တကယ်လို့မတတ်ရှင်ဘူးစစ်လူတောင်မှနေခြင်းမှမဟုတ်ဘူးကိုယ့်ရဲ့စိတ်လည်းအများတန်းရှုပ်ထွေးနေမှာနောက်ထပ်ကောင်းကျိုးတစ်ခုကလေကိုယ့်ရဲ့အိမ်ကိုတတ်ရှင်ရေပြန်လောက်လိုက်တဲ့အခါမှာဝယ်တိမဝယ်တိတဲ့ပျက်စီးတွေအများကြီးကိုပြန်မြင်ရတယ်တိလားတချို့က လေမလိုအပ်တဲ့အရာတွေအများကြီးကိုဝယ်မိတာဖဏတွေအိတ်တွေအင်းကြီးတွေအိမ်သုံးပစ္စည်းကရိယာတွေအများကြီးကိုပြန်ပြီးတွေးရတယ်တချို့စီဝယ်ပြီးမသုံးဖြစ်တဲ့အရာတွေလည်းရှိတယ်တချို့မိန်းကလေးတွေအိတ်တွေအများကြီးဝယ်တယ်ဝယ်ပြီးတော့တခါမှမသုံးတဲ့အိတ်တွေလည်းရှိတယ်မသုံးဖြစ်တဲ့ပစ္စည်းတွေကြောင့်လည်းအိမ်တွေအများကြီးမြုံမိနေတာသိလားကိုဘဝအထဲမှာတကယ်လိုအပ်တဲ့အရာဘာတွေလဲဆိုတော့ကိုတကယ်သိလားလိမ့်မယ်တကယ်လိုအပ်တဲ့အရာတွေပဲဝယ်သုံးပါမလိုအပ်တဲ့အရာတွေဝယ်ရင်အိမ်လည်းရှုပ်ဆေးတယ်ပတ်စံတွေလည်းအများကြီးကုန်တတ်တယ်ဒူရ ရအချက်မှာငွေကတော့၃ရောက်မှာပဲကတိတို့ငွေရှာနေတာ၃ဖို့အတွက်ပဲ၄ခေါက်တက်မလားဘယ်သူကတစ်သက်လုံးတင်ထားဖို့လဲဒါပေမဲ့ သုံးသပ်ဖို့လိုအပ်တဲ့သုံးသွားတဲ့အချိန်တိုင်းမှာမဖြစ်မနေသုံးရမယ့်အရာဆိုရင်ကောင်းတော့ခံစားချက်လေးနဲ့သုံးပေးပါကိုသုံးလိုက်တဲ့အရာတစ်ခုဒီကျေစုတင်ကြည့်ပါကောင်းတော့ခံစားချက်လေးနဲ့သုံးသွားမယ်ဆိုရင်ကိုသုံးလိုက်တဲ့အရာကနေအကျိုးရလတ်တွေအများကြီးပြန်ပြီးရရှိတယ်ဥပမာကော်ဖီဝယ်တောက်တဲ့ကိုတောက်ချင်လို့ကိုဝယ်တောက်တမှတ်လားဒီတိုင်းပဲကိုရှင်းသွားမယ်အစားကော်ဖီကိုဝယ်တောက်ခွေးရတာကိုကျေစုတင်တယ်ဖြွေပေးတဲ့ဆိုင်ကိုကျေစုတင်တယ်ကော်ဖီကောင်းကောင်းဖြော်ပေးတဲ့သူကိုကျေစုတင်တယ်ကျေစုတင်တရားနဲ့ငွေသုံးတယ် ယ်ကောင်းတော့ခံစားချက်နဲ့သုံးသွားမယ်ဆိုရင်ကိုတောက်လိုက်တဲ့ကော်ဖီကနေအန်ဂျီသိုးတယ်ကိုကပျော်လာတယ်ပျော်လာကနေအိုင်ဒီယာကောင်းတွေဖြစ်ပေါ်မယ်ကိုပဲအရာနဲ့ပဲသုံးသုံးယူယူခံစားချက်နဲ့ပဲသုံးတာထက်ကောင်းတော့ခံစားချက်ကျေစုတိတက်တဲ့ခံစားချက်လေးနဲ့သုံးပေးပါကိုသုံးတာထက်ငွေတွေကကိုစီမှာပြန်ပြီးရောက်ရှိလာစေတယ်တတိယအချက်ကကို့အတွက်လည်းသုံးတယ်လို့ပေါ်ကျဲဝါတဲ့ခံစားချက်လေးတွေလည်းဖြစ်ပေါ်လာဖို့ကို့ဘေးနာကလူတဲ့အတွက်လည်းငွေတွေကိုစသုံးကြည့်ပါဥမာကို့ဘေးနာကလူတဲ့အတွက်ကိုသုံးတာ ာသူတို့ကိုပတ်စံပေးအဲ့လိုမျိုးမဟုတ်ဘူးเนาะကိုချေးရတဲ့သူတွေအတွက်မုတ်ဝဲကျွေးတာကိုမိဘကိုမုတ်ဝဲကျွေးတာလက်ဆောင်ပေးတာကိုတတ်နိုင်တလောက်เนาะအတင်းကြီးအများကြီးဝယ်စရာမလိုကိုနိုင်တလောက်လေးကိုအစင်ပြေလောက်တလေးအဲ့လိုမျိုးတစ်ဖက်သားသူကိုကိုပေးလိုက်တဲ့အခါမှာဒါပေါ်ချင်ွားတဲ့ခံစားချက်ဆိုတာဖြစ်ပေါ်တယ်ဟိုမှာတငယ်ချင်းကိုတွေးတဲ့အခါမှာလည်းတငယ်ချင်းကိုကော်ဖီတိုက်တာမုတ်ဝဲကျွေးတာဒါပေမဲ့ကောင်းတော့ခံစားချက်เนาะမဖြစ်မနေဝယ်ကျွေးရတဲ့ခံစားချက်တော့မဖြစ်ပေါ်စေနဲ့တချို့စင်ရှိတယ်အချင်းချင်းတွေးကြတဲ့အခါမှာကိုရှင်းရမှ ောင်အမြဲကြောက်တာလို့ပြီးတော့ရှိလာရှိလာဘဒူရှင်းမှလည်းဘဒူဝဲကျွေးမှလည်းကုံသွားတဲ့ခံစားချက်တွေရှိလေကြောက်တဲ့စိတ်တွေခံစားချက်တွေရှိလေအဲ့ဒီသူအတွက်ကငွေကြေးအမြဲတမ်းအခက်အခဲဖြစ်မှာဘာဖြစ်လို့လဲသူ့ရဲ့အသွင်းစိတ်ထဲမှာပေါ်ချေဝါတာမရှိဘူးတုံးသွားရင်ကုံသွားတာကိုပဲသူတိတ်တာထောက်ဝဲလာမှာမဟုတ်ဘူးအဲ့ဒီခံစားချက်မသိစိတ်ထဲမှာ block ဖြစ်နေတဲ့ရွေ့အဲ့သူအတွက်ကငွေကြေးစီစဉ်မှုအခက်အခဲဖြစ်မှာသေးကြတယ်ငွေကြေးတွေစီစဉ်မှုအကောင်းဖို့ကောင်းတော့ခံစားချက်နဲ့အလုံးလုံးတတ်ဖို့လိုအပ်တယ်ကောင်းတော့ခံစားချက်နဲ့ သုံးသပ်ဖို့လိုလိုအပ်တယ်အလုံးလုံးနေတာပင်ပန်းနေပြီးငွေကြေးအတွက်အများရအခက်ခဲပြဿနာဖြစ်နေတဲ့သူဒီနေ့ကနေစပြီးကိုယ့်အတွက်ငွေကြေးစစ်စစ်မှုအကောင့်ကြီးနဲ့ဘာရောင်းရောင်းအစဉ်ပြေခြင်းနဲ့ငွေလာတဲ့ငွေတွေကလည်းကိုယ့်စီမှာကြံရှိစေခြင်းနဲ့ငွေကြေးအပိုင်းမှာလည်းပေါ်ကျွေးဝမှုတွေလွတ်လပ်မှုတွေရရှိခြင်းနဲ့သူကအသက်ဆုံးအနှစ်တင်ဒီ class ထဲမှာလာဆောင်လို့ရပါတယ်ဒီတင်နန်းကရက်20တင်နန်းပဲဖြစ်ပါတယ်ဝင် join ပြီးတကယ်လို့မကောင်းဘူးဆိုရင်တင်နန်းချေပြန်ယူလိုက်ပါတင်နန်းထဲမှာဆောင်ကြမယ်ကျေးဇူးတင်ပါတယ်ခုရှိကတိပါ